င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်ဘဲနဲ့အတိမမပြိုထိုင်းနိုင်ငံဆိုင်ဝင်ကြီးကထုတ်ပြောပြီးဒေါက်ဆန်စုကြည်ကိုလွတ်ပင်းရန်ချိန်တန်မျိုးတောင်းဆိုမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်ဘဲနဲ့အတိမပြုမီမဟုတ်ကြောင်းထိုင်းနိုင်ငံဆိုင်ဝင်ကြီးက ထုတ်ပေါ်ပြောဆိုလိုက်ပြီးတော့ဒေါန်ဆန်းစုကြည်ကိုလွတ်ပြန်ချိန်တက်မျိုးလွတ်တောင်းဆိုတယ်။နိုဝင်ဘာ25ရက်နေ့မှာထိုင်းနိုင်ငံသားရင်ဝင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးမြန်မာစစ်တပ်ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချမှုနှစ်ခုလုံးရှိမည်မဟုတ်ကြောင်းသူ့အနေဖြင့်လည်းရွေးကောက်ပွဲကိုအတိမတ်ပြုမည်မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုရတယ်။ ကျွန်တော်တို့ကရွေးကောက်ပွဲကိုလွတ်လပ်ပြီးရုံကြရရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်။ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲတွေကိုအတိမတ်ပြုမဲ့အနေထားမျိုးရှိမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။တို့တော့2020ခုနှစ်မှာသမရသိန်းစိန်ကမပြည့်စုံတဲ့ရွေးကောက်ပွဲနဲ့သမရဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက်ပိုင်းတောင်ဆန်းစုကြည်ကိုလွတ်ပေးခဲ့က LD ကရွေးကောက်ပွဲမှာအနိုင်ရခဲ့မှုကိုပြန်ပြောင်းပြောကြကရင်းခဲ့သူပြုပြင်ပြောင်းလဲရေးစီကိုခြေလက်တည့်ဖြစ်နိုင်ကြောင်းအကြံပြုခဲ့တယ်။မပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုကလည်းနိုင်ငံကိုတည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ပြန်လည်ရောက်ရှိစေကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့ပြောတယ်။ထို့ပြင်အသက်80နှစ်ရွယ်တော်ဆန်းစုကြည်ကိုလူသားချင်းစာနာမှုနဲ့ပြန်လည်လွှတ်ပေးရန်မြန်မာစစ်တပ်ကိုထိုင်းနိုင်ငံဂျာယီဝန်ကြီးကတောင်းဆိုတယ်။သူမကိုလွှတ်ပေးဖို့အချိန်တန်ပါပြီ။တခါတလေမှပြောသိတဲ့ မှန်ကန်တဲ့ຢာတွေကိုကျွန်တော်တို့ပြောရပါမယ်။သူမအချိန်ကြာမြင့်စာထိမ့်သိမ့်ခံခဲ့ရတယ်။သူမရဲ့အသက်အရွယ်ရသူမရဲ့ကျန်းမာရေးခြေနေကိုကျွန်တော်တို့မသိရဘူး။ဒါကြောင့်လဲအဲ့ဒါကိုပထမဆုံးချက်အနေနဲ့ဒါမှမဟုတ်ချက်ချင်းပဲလှုံ့ဆော်ပေးဖို့မျှော်လင့်ပါတယ်။ရှင်းပြရွေးကောက်ပွဲပြီးသွားတဲ့အချိန်အာဆီယံနေဖြစ်မြန်မာနိုင်ငံကိုပြန်လည်ထိတွေ့ဆက်ဆံခက်ခဲမှုဖြစ်ကြောင်းထိုင်းနိုင်ငံကြ ాయి ဝန်ကြီးကထပ်မံပြောဆိုခဲ့ပါတယ်။လက်ရှိချင်းနေနဲ့သူတို့လိုအပ်တဲ့ပြန်လည်တည်မြဲစနစ်မှုမျိုးမရသေးပဲရွေးကောက်ပွဲကျင်းပမယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုခက်ခဲမယ်လို့ထင်ပါတယ်။ ဆလဘီဂျပန်စစ်တပ်က95ကကြီးနဲ့ထောင်ချထားတဲ့3တုံညာ85ဦးပြန်လွတ်ပြီးအမှုဖွင့်ထားသူ9580ဦးတို့ကအမှုပိတ်သိမ်းမျိုးစုံနိုင်ငံအကျဉ်းသားများစုမှအကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်မတရားသိမ်းဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနောက်ရှက်သွေးတဲ့ဥပဒေအပအဝင်မတရားဥပဒေနဲ့ဖန်ဆီးထားခြင်းဖြင့်အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်905ကကြီးနဲ့ထောင်ချထားတဲ့3 385ဦးကိုပြန်လွှတ်ပေးပြီးအမှုဖွင့်ထားသူ9580ဦးတို့ကိုအမှုပိတ်သိမ်းမှုယနေ့ထုတ်ပြန်ကြေညာပါတယ်။ အကြပ်ဖက်စစ်တပ်ကအကျဉ်းသား924ကိုပုံမှန်95ကကြီးနဲ့ပြစ်ဒဏ်လွညိုင်းခွင့်ပြုခြင်းအကျဉ်းသား2360တပ်ကိုပုံမှန်95ကကြီးနဲ့ထောင်ချထားမှုကိုလွညိုင်းသက်သာခွင့်ပြု၎င်းစုစုပေါင်းအကျဉ်းကြခံရတဲ့အကျဉ်းသားအကျဉ်းသူ385ကို၎င်းပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းရှောင်နေသူ9980ဦးကိုအမှုတွေပိတ်သိမ်းကြောင်းစစ်တပ်က ယနေ့ညပိုင်းထုတ်ပြန်တဲ့အမေရိကန်မြမရဲ့အခြေအနေတိုးတက်လာပြီးကြေညာပြီး TBS ကိုဖြတ်သိမ်းလိုက်ပြီးနောက်စစ်တပ်ကရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအားလုံးလွတ်လပ်မျှတစွာမဲပေးနိုင်ရုံဆိုကထို့သို့ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ပြည်တွင်းရှိနိုင်ငံအကျဉ်းသားဟောင်းတောကစစ်တပ်ထုတ်ပြန်ချက်မှာအမှန်တကယ်နိုင်ငံရည်ရွယ်ချက်နဲ့ထုတ်ပြန်ခြင်းမဟုတ်ဘဲအမေရိကန်အသိမပြုမှုကိုရရှိစူးစမ်းမှုသာဖြစ်ကြောင်း နိုင်ငံချင်းသားအများစုမှာပုံမှန်905ကကြီးတစ်ခုတည်းမဟုတ်ပဲအကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်မတရားသိမ်းဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနှောက်ယှက်သူတွေဥပဒေအပါအဝင်မတရားသောဥပဒေပုံမှန်နဲ့ဖန်ဆီးထားခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုတယ်တကယ်နိုင်ငံရေးပြောင်းလဲဆိုရင်တော့လူထုကောင်ဆောင်ဒေါန်ဆဲစုကြည်နဲ့သမရအဝင်းမြင့်တို့ကိုလွှတ်လိ LD CEC တွေကိုအားလုံးလူအခုကလည်းအမေရိကန်တိမှတ်ပြမှုရဖို့ဥယျာဖာယာဟန်ရေးပြတဲ့အလုပ်ထလုပ်တာမတရားဆင်နာသိမ်းထားလို့ပြည်တွင်းမှာနိုင်ငံအကျဉ်းသားအတော်ကပြောပါတယ် ဆလဘီနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဖို့ချုပ်မျိုးမင်းထွေကိုလက်ပေးလက်ယူမှုစစ်ဆေးကြရှုံမှုတွေနဲ့ယာရုမဖေရှားစစ်ခုံရောင်းတင်ကလောင်းစစ်ဦးစီးတက်ကတော်ကြောက်ကြီးပုံမှုချုပ်ကြော်တရားကိုနမခတိုင်မူအသည့်ဖြစ်ခန့်အံဇဂိုင်းနိုင်မော်မျိုးအချိန်ဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဖို့ချုပ်မျိုးမင်းထွေကိုလက်ပေးလက်ယူမှုစစ်ဆေးကြရှုံမှုတွေနဲ့ယာရုမဖေရှားစစ်ခုံရောင်းတင်လိုက်ပြီးကလောကစစ်ဦးစီးတက်ကတော်ကြောက်ကြီးပုံမှုချုပ်ကြော်တရားကိုတိုင်မူတဲ့ဖြစ်ခန့်လိုက်ကြောင်းစစ်တပ်သတင်းမြစ်တန်ကနေသိရပါတယ် နာမြတိုင်းစစ်ဌာနချုပ်တိုင်းမှုသိဖြစ်လာတဲ့ဗိုလ်မှူးချုပ်ကျော်သူရမှာကလောစစ်ဦးစီးတက်တူအကြောင်းအကျဉ်းဖြစ်ကနေတိုင်းမှုရာတို့ကိုရာထုရွှေ့ပြောင်းလိုက်ခြင်းဖြစ်ပါတယ်။ ၎င်းမှာစစ်တပ်သို့ပတ်စင်40ကဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့အမှတ်ခွန်70ကိုကဲမှုဌာနချုပ်မှု COC တပ်ကတို့မှာရာထူးတောင်းရင်ကိုထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ်။လရှိအနေထားရဆိုရင်ဥစတာကကြောက်ကြီးစစ်တိုင်းမှုနှစ်ယောက်ဖြစ်နေရကိုတွေ့ရတယ်။ဆာယာဖဘံမှာလည်းဘိုးချုပ်ကျော်ကျော်ဟန်လည်းဥစတာကြောက်ကြီးပြီးရခုတက်ရောက်လာကျော်သူရောက်ကလည်းဥစတာကြောက်ကြီးပါပဲ။နောက်ဥစတာကြောက်ကြီးကိုဘသူခတ်နေဆိုတာကိုတော့ကျွန်တော်လိုက်ပြီးစုံစမ်းနေဆုံးပဲရှိပါတယ်။ဒါပေမဲ့မြောက်လိုက်နေတဲ့တော့အခုနောက်ပိုင်းကျင်ကြောက်ကြီးပဲထောက်လျှောက် စစ်တပ်တို့ကြောင့်ကြီးတဲ့ဥစတာကြောင့်ကြီးတဲ့စစ်တိုင်းမှုတွေဖြစ်ရရဆက်ဆက်ပေးလာနေတယ်။ရခိုင်တိုင်းမှုအဖုံမှုချုပ်မျိုးမင်းထွေကိုသခိုင်းတိုင်းနဲ့ချင်းပြည်နယ်အတွင်းစစ်စင်ရှုံးနေမှုတွေအမိတ်မနာခံမှုတွေကြောင့်နိုဝင်ဘာဒုတိယဘက်ကစတင်ပြီးခေါ်ယူစစ်စင်နေခြင်းဖြစ်ပြီးဒုစစ်ကောင်ဆောင်စုံဝင်ကိုယ်တိုင်ကြီးကြပ်ကွက်ကဲဆစ်ဆဲခဲ့ကြောင်းရှင်တော့လက်ပေးလက်ယူမှုရွှေတူးဖို့ကွင်းနဲ့တရားမဝင်တထုတ်လုပ်ခွင့်များစွာကိုလည်းလက်ငွေချင်းများစွာရိုက်ခွင့်ပြုမှုတွေပေါ်ပေါက်လာတဲ့ဖြစ်ရာထူးမှဖယ်ရှားစစ်ကုံတင်ထားပြီးဖြစ်ကြောင်းသိရပါဗျာ။ စတီမလာ20နှစ်စကိုင်းတိုင်းဖမမျိုးကိုဒေါ်လေးတက်တွေကတိုက်ပိုက်သွားခြင်းစကိုင်းတိုင်းတွေထိုးစစ်စင်နေစစ်ကြောင်းတွေကြပြတ်တိုက်ခိုက်ခံရပြီးချိန်မုန်းခံရခြင်းအပါအဝင်စစ်စင်ရင်ရှုံးနေမှုတွေကြောင့်နောက်မြတ်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းတွေကိုစစ်တပ်ကဖမ်းဆီးကာရာထူးမှာဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်နာမည်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းတွေကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်မြန်ွယ်တွေလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင်သောလူမြင်ကွင်းကနေပြောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ်။ နာမြတိုင်းစစ်တာနာကြောင့်တိုင်မူဘုံမှုကြောင့်မြို့မင်းတွေကအလုတ်တင်ပိုတင်တဲ့ဒေသ26ကဖြစ်ပြီးတမ17လောက်ကဒေသကိုယ်ကဲမှုစစ်တာနာကြောင့်ကြောင်မဲအမှတ်၁စစ်စေကိုယ်ကဲမှုစစ်တာနာကြောင့်တို့မှာတမမှုတောင်းဝင်ယူခဲ့တယ်။2024ခုနှစ်ဩဂုတ်လတွင်နေ့ကိုကန့်နဲ့ပူပေါင်းတပ်တွေကရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရွှေလာရှိုးကိုတိုင်စင်တိုင်မှုဘုံချုပ်ဆိုတဲ့တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန်းထင်စောနဲ့တူဘုံမှုချုပ်မျိုးမင်းထွက်ကလည်းကိုကန့်အမန်တီထံမှလက်နက်ကြအညံခံခဲ့ပါရတယ်။ 2024ခုနှစ်ဒီဇင်ဘာ18ရက်နေ့လာရှိုးတိုက်ပွဲမှာအလက်နက်ချအညံခံခဲ့တဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဖြစ်ခံခဲ့ပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်အတွေ့အော်ရွေးကောက်ပွဲကိုအမေရိကန်ဆွေရကပြပြတ်သားသားပယ်ချရဲအမေရိကန်လွှတ်တော်နေရက်လုံးမှာနိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌနဲ့လွှတ်တော်မတွေကတောင်းဆိုမြန်မာဂျပန်စစ်တပ်ရဲ့အတွေ့အော်ရွေးကောက်ပွဲကိုအမေရိကန်ဆွေရကပြပြတ်သားသားပယ်ချရဲအမေရိကန်လွှတ်တော်နေရက်လုံးမှာနိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌတွေနဲ့လွှတ်တော်မတွေကကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။ အမေရိကန်အလှူတော်နိုင်ငံကြီးရဲ့ကော်မတီဥက္ကဋ္ဌနဲ့လွှတ်တော်အမတ်တွေဖြစ်ကြတဲ့အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌနဲ့အထက်လွှတ်တော်များဖြစ်ကြတော့ကတရုတ်နိုင်ငံထောက်ပံ့မှုနဲ့မြန်မာစစ်တပ်ကကျင်းပရင်စီစဉ်နေတဲ့ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။နိုဝင်ဘာ၁၉ရက်နေ့မှာအလှူတော်နိုင်ငံကြီးရဲ့ကော်မတီကကျင်းပခဲ့တဲ့ကျောင်းနာပွဲမှာတပ်တွေများအလုံးကစစ်တပ်ရွေးကောက်ပွဲမှာခြေကအနှစ်ချက်ရှိပြီးလက်ရှိချိန်နေနေရရင်းရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတမှုမဟုတ်တညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြောင်းကြေညာချက်မှာပေါ်ပြတယ်။ မြန်မာနိုင်ငံမှာလာမယ့်ဒီဇင်ဘာမှာစီစဉ်ထားရွေးကောက်ပွဲတွေကဟန်ပြရွေးကောက်ပွဲအတာဖြစ်တာကိုတက်တည်ပြနေကြောင်းနိုင်ငံတကာအတိုင်းဝိုင်းကိုလှည့်ပြိုင်ဆီယနာရှင်ဘွဲ့ကစီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး2022ခုနှစ်အာနာသိမ်းမှုနဲ့မြန်မာပြည်သူ့ဘော်လက်ရှိကျွန်းလွန်နေအကြမ်းဖက်မှုတွေပြီးမှတရုတ်ကျောထောက်နောက်ခံပြုစစ်ကောင်စီအတွက်တရားဝင်မှုဖန်တီးပြန်ရည်ရထားခြင်းဖြစ်ကြောင်းအာနာသိမ်းပြီး9နှစ်နီးပါးကြာစစ်ကောင်စီကတရုတ်နဲ့ရုရှားတို့ထံကနိုင်ငံရေးနဲ့စင်ရပံ့ပိုးမှုတွေတွန်းမြေရရှိနေတော်လဲနယ်မြေထိန်းချုပ်ရုံးကန်ရစက်ဖြစ်ကြောင်းလွှတ်တော်အမတ်တရဲ့ကြေညာချက်ကဆိုတဲ့ ကမ္ဘာတဝိုင်းဒီမိုကရေစီနဲ့နိုင်ငံတကာမှအသိအမှတ်ပြုထားလူခွင့်ရေးတဲ့အပေါ်အမေရိကန်ပြောင်းဆက်ကတိကဝန်းနဲ့ညသမရထရန်အစိုးရဖွဲ့နေဖြင့်စုံရင်းမှုတွေရှိနေရွေးကောက်ပွဲနဲ့မြန်မာပြည်တွင်းလွတ်လပ်စွာတရားမျှတစွာရွေးချယ်ခွင့်ကိုညှင်းပယ်တဲ့မြစ်တီရွေးကောက်ပွဲရလကုံဆုံဆက်ကျင်ပြောဆိုကြတဲ့လွှတ်တော်မတ်တွေကတိုက်တွန်းတောင်းဆိုတဲ့အမေရိကန်ဆွေရကမြန်မာနိုင်ငံမှာအချိန်နေတိုးတက်လာပြီဖြစ်ဖြစ်မြန်မာနိုင်ငံသားတွေအတွက်ပေးအပ်ထားတဲ့ယာယီခေါလုံခွင့် TPS ကိုဖျက်သိမ်းကြောင်းနိုဝင်ဘာ25ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်ဆိုရတီအက်ရှ်လို့မိမြေလုံးကျွေးဝင်ကြီးဌာနကထုတ်ထားမြန်မာရေးတိုးတက်မှုတွေရှိနေပြီဆိုတော့ဘလို့အခြေအနေပေါ်မှာသုံးသက်တာလဲချက်လက်တွေမှားနေတယ်ကျွန်တော်နေနေတာကိုထောက်ပြဖို့ရှယ်လို့အမေရိကန်ချေဆိုင် Burma Research Institute မှာဆိုဒွန်မွန်ကပြောဆိုပါတယ်လရှိအမေရိကန်ဆွေရနဲ့အမေရိကန်လွှတ်တော်နေရာကြားစစ်တပ်ရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေရကိုမြင်ရကြောင်းအမေရိကန်ရောက်မြန်မာရေးကြမ်းကျင်သူတွေကတုံ့တက်ပြောဆိုထားကြပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ထုံးရင်ကျေးဇူးတင်ရှိပါရရှင်။